တရုတ်နိုင်ငံမှာငလင်တန်ခံနိုင်တဲ့စစ်တပ်အစောဝင်ကြီးကို28နှစ်တည်းနဲ့တိဆောက်ပြလိုက်တဲ့အတွက်အားလုံးကအံ့အားသင့်သွားပါလေတရုတ်ရဲ့ကုန်ပစ္စည်းထုတ်လုပ်တဲ့ Rock Group ကသမိုင်းတွင်ပဲအရာတစ်ခုပြသလိုက်ပါလေအဲ့ဒီနဲ့စက်တက်တိဆောက်ပြလိုက်တာပါနောက်ပြီးတော့အဲ့ဒီအဆောက်အုံဟာငလင်တန်ခံနိုင်တယ်လို့ဆိုပါတယ်အဲ့ဒီအဆောက်အုံကို Living Baby လို့နာမည်ပေးထားပြီးသမယိုးကြောင့်ဆောက်လုပ်ရေးနီးစနစ်တွေပြောင်းလဲပေးလိုက်ပါတယ် တရုတ်နိုင်ငံချန်ဆူးမှာတရှိတဲ့ level bidding ကို ပြောရမယ်ဆိုရင်တော့ crane 3ခုနဲ့28:45မိနစ်တွင်တိစောက်ခဲ့တာဖြစ်ပါတယ်။တရက်ကျော်သာအချိန်ကြာမြင့်ပါတယ်။တိတိကျကျဆိုရင်တရက်နဲ့4:45မိနစ်ပါ။ rock group ဟာအဆောက်အုံစိတ်ပိုင်းတွေကိုစေုံမှာထုတ်လုပ်ပြီးမှတိစောက်မဲ့နေရာကိုပို့ဆောင်ခဲ့တာဖြစ်ပါတယ်။အစိတ်ပိုင်းတစ်ခုစီဟာပေ40ရှိပြီးတော့10ပေကျတဲ့10ပေမြင့်ပါပါတယ်။ ဒါတွေကို stainless steel တွေနဲ့တိဆောက်ထားတာဖြစ်ပါတယ်။အဲဒီနောက်ဆောက်လုပ်ရေးလုပ်ငန်းခွင်ရောက်မှအစိပ်ပိုင်းတွေကိုဖြုတ်တက်တာဖြစ်ပါတယ်။ stainless steel နဲ့ပြုလုပ်တဲ့ထူးထုပ်ပြီး coal slag ကိုတုံးထားပြီးငလင်တန်နဲ့ပြင်းထန်တဲ့ရာသီဥတုခံနိုင်တယ်ဆိုပါတယ်။ဒါပေမဲ့အောက်ခြေဘေးတင်းကိုတော့ဒီပန်ရိုက်တာကိုတော့ဘလောက်ရိုက်တယ်ဘလောက်ကြကြရိုက်လဲဘယ်နှပေတိရိုက်လဲဆိုတာထည့်သွင်းပြောကြားခြင်းမရှိပါဘူး။ဒီ living media တိဆောက်ရတာလှိမ့်မြန်လို့ကြမ်းလိုက်ခံပါတယ်။ကုန်ကြစိတ်လည်းတက်တာပြီးတော့အင်မတန်မှပေါ်ပါတယ်လို့သိရပါတယ်။ နောက်ထပ်တရုတ်နဲ့ဆိုင်တဲ့သတင်းတစ်ပုဒ်ပြောရမယ်ဆိုရင်တရုတ်ကအန်အောဘွဲ့ကတော့ကမ္ဘာပထမဆုံး AI စေယုံကိုဖွင့်လိုက်တယ်ဆိုပါတယ်တရုတ်မှစင်ကွာတက္ကသိုလ်ကဖန်တီးထားတဲ့ကမ္ဘာပထမဆုံး AI နည်းပညာပါတဲ့ virtual စေယုံဖြစ်တဲ့ Agent Hospital ကိုမိတ်ဆက်လိုက်ပါတယ် AI ဆရာဝန်၄ယောက် AI သူနာပြု၄ယောက်ရှိပြီးတော့စေယုံစင်တာကနေကုသပေးတာအထိလူနာတွေကိုကြည့်ရှုကုသပေးနိုင်ပါတယ် ဒါအတော်ထင်ကြီးစရာကောင်းတဲ့ဤပညာလို့ပြောနိုင်ပါတယ်။ကမ္ဘာမှာဘယ်သူမှမရှိပါဘူး။ဒါပေမဲ့ဘလောက်ဒီဒီဤပညာဟာလူသားတွေပေါ်အကျိုးသက်ရောက်မလဲဆိုတော့ပြောဖို့ခက်ပါတယ်။ Flash language model တွေကိုတောင်းထားတဲ့ AI agent တွေဟာ American စေပညာစာမျက်ဝဲမိကုန်တွေကို63ရာခိုင်နှုန်းထိတက်ကြစွာဖြည့်ဆွနိုင်ပါတယ်။ AI ဆရာဝန်တွေကရဲအနေငယ်တွေလူနာ1000ကိုကုသပေးနိုင်ပြီးလူသားဆရာဝန်တွေထပ်ပို့မှုလှမြင်ပါတယ်။ AI ဆရာဝန်တွေဟာစေချောင်းသားတွေကိုလည်းလေ့ကျင့်သင်ကြားပေးနိုင်တယ်လို့သိရပါတယ်။